အားလုံးပဲမင်္ဂလာပါဒီနေ့ April 27ရက်မှာတော့ရန်ကုန်တိုင်းကမာရွက်မြို့နယ် Yes ခန့်ကိတ်ကိုနေပြီးတော့ဒီဖက်က PDF ဖွဲ့တွေကနေပြီးတော့ဝင်ပြီးတော့အဲ့ဒီမှာ mine ခွဲတယ် mine ခွဲတဲ့အခါကျတော့အဲ့ဒီမှာရဲတယောက်ကိုထိတယ်သူ့ကိုနေပြီးတော့အဲ့ဒီကတိ900စိတ်ဝင်နေပြီးတော့သူတို့ပို့လိုက်တယ်နော်ဒီကိတ်ကိုပြင်းပြတဲ့ထန်းနော်တရားရရှိတဲ့ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒါကရန်ကုန်မြို့ထဲမှာဖြစ်တဲ့ဟာဒီယောက်ျားဖွဲ့ပေါ့မြေအောင်ယောက်ျားဖွဲ့တွေကနေပြီးတော့တိုက်တာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့တနင်းတာရင်ဒွေမြို့နေမှာဆိုလို့ရှိရင်တော့ကြက်ပြင်း ရဲ့စိတ်ကမ်းမှနေပြီးတော့ဒီတံတားမှနော်ဒီဘောတံတားမှနေပြီးတော့ငါလှုပ်ဖို့လာတဲ့ဒီစကားစတွေကိုနေပြီးတော့ဒီဖက်ကဝင်ပြီးတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့၁၀ရောက်သေးတယ်နော်၁၀ရောက်သေးတယ်အဲ့ဒါကစကားစဆိုတော့ဒီမှာ speed boat နော်သူတို့က speed boat နဲ့လာတာဖြစ်နေမယ်ဆိုတော့ speed boat တစ်စီးလည်းပြည့်စည်သွားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကကျွန်တော်တို့တနင်္သာရီဒဝေမှာဖြစ်တဲ့ဖြစ်ပျက်တစ်ခုဖြစ်တယ်နောက်ခုကမကွေး အဲ့ဒီငဖေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဇန်နဝါရီလအနေပြီးတော့ဧပြီလအထိနော်ဧပြီလအထိကျွန်တော်တို့အဲ့ဒီမှာတိုက်ပွဲတွေဖြစ်တယ်အဲ့ဒါက AA နဲ့ပို့ပေါ့မဖွေးတဲ့နဲ့သူတို့တိုက်ပွဲတွေဖြစ်တယ်ဖြစ်တဲ့အခါကျတော့အဲ့ပွဲကဘလောက်ဖြစ်လဲဆိုလို့ရှိရင်20နဲ့3ချိန်ဖြစ်တယ်23ချိန်မှာဆိုလို့ရှိရင်စကတ်စဖက်က60နဲ့3ယောက်သေးတယ်နော်အဲ့ဒီမှာပိုကြီးငိမ့်ချန်းနော်ပိုကြီးတင်အောင်ထက် စတဲ့ပြဒီလူဘူကြီးတွေအပါအဝင်ဆစ်ရှိရကုန်နေပြီးတော့အရှင်ဖမ်းမိတယ်အဲ့ဒီငဖဲမှာပဲเนาะငဖဲမှာပဲဆိုတော့ဇန်နဝါရီနေပြီးတော့ဧပြီလအထိဖြစ်တယ်ဆိုတော့အဲ့ဒီမှာတိုက်ပွဲပေါင်းမှာ93ကြိမ်သူတို့ဒေတာက63ဦးဒေတယ်အဲ့ဒီဘူကြီးအောင်ရင်းချမ်းရဲ့ဘူကြီးတင်ကိုထက်ကုန်နေပြီးတော့သူတို့အရှင်ဖမ်းမိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကထိုင်းနေဆက်မှာเนาะဒီချက်ကနပူရီအနည်းမှာဆိုလို့ရှိရင်เนาะ KNLA နဲ့ပူပေါင်းအဖွဲ့တွေနဲ့နေပြီးတော့ဒီစကားဆက်နဲ့တိုက်ပွဲတွေဖြစ်တယ်အဲ့ဒီမှာစခန်းသိမ်းတိုက်ပွဲတွေဖြစ်တယ်ဖြစ်တဲ့အခါကျတော့သူတို့ကနေပြီးတော့ဒီမအလာကလီယံပြင်းနဲ့နေပြီးတော့ပုံ ကျဲတယ်။ဘုံကျဲတဲ့ခါကျတော့သူတို့ကနေဆက်မှာဖြစ်တယ်နော်။အဲ့ဒီခိုင်းလာနေဆက်မှာဖြစ်တယ်။ဖြစ်တဲ့ခါကျတော့သူတို့ကိုဘုံကျဲတော့မယ်ဆိုလို့ရှိရင်သူ့ရဲ့လေပိုင်နဲ့ကဟုတ်ဖက်မှာမကျော်လို့သူတို့ပြေလို့မရအောင်နော်။ပြေလို့မရတဲ့ခါကျတော့သူကဟုတ်ဖက်ကိုပြန်ပြီးတော့ကိုလေးရဲ့မြန်ကအဲ့လိုမျိုးပြန်ပြီးတော့ ြည်ပါပဲ edit scribe ကိုထည့်ရောက်တယ်အဲ့ဒါကြောင့် time ဖက်မှာပြန်သွားတယ်နော် time ဖက်မှာဒီနေမီကျူးကျော်သွားတာပေါ့ time ရဲ့လေးပိုင်းနဲ့ကိုနေပြီးတော့ကျူးကျော်သွားတယ်ကျူးကျော်သွားတဲ့ခါကျတော့သူတို့အချက်ပေးတယ်အချက်ပေးပေမဲ့သူတို့ကဂယုမဆိုင်ဘူးငါဂယုမဆိုင်ဘူးအဲ့ဒီမှာကျော်တယ်ကျော်တဲ့ခါကျတော့အခု time ဖက်က layer ပစ်တဲ့လက်နဲ့တွေကိုနေပြီးတော့ဒီဖက်မှာရွှေ့ထားတယ်အဲ့ဒီပြတော့ဒီ quantity ပေးလို့မရဘူးဆိုလို့ရှိရင် time ကနေပြီးတော့ပြချတော့မှာဖြစ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတဲ့အလားကတော့ time ဖက်ကပြင်ဆင်တဲ့ပိုင်း time နဲ့ဇက်မှာတော့တိုက်ပွဲတွေဖြစ်နေတယ် မာလာကပုံကျဲတယ်ပုံကျဲတာကဟိုဖက်ကနေပြီးတော့ဒီထိုင်းဖက်မှာနေမီကျူးကျော်တယ်နောက်ထိုင်းရဲ့လေပိုင်တဲ့အထိကိုရောက်သွားတယ်တတိပေးတယ်ထပ်တော့ကျော်တယ်အဲ့ဒါကိုနေပြီးတော့ဆုံးမဖို့အတွက်ထိုင်းဖက်ကအခုလေရင်ဖြစ်တဲ့လက်နဲ့တွေကိုရွှေ့လိုက်ပြီးဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီနေ့တိုင်းမှာပဲအခုတိုးဝေခရိုင်မှာနော်အဲ့ဒီမှာထိထဘျူဟာစခန်းကိုတင်ပိုက်ရရှိတယ်အဲ့ဒါက KNL နဲ့ပူပေါင်းအဖွဲ့တွေကနေပြီးတော့တင်ပိုက်တာဖြစ်တယ်ဆိုတော့အဲ့ဒီမှာဘျူဟာမူတယောက် အပါအဝင်เนาะအရောက်ပေါင်း100ကျော်เนาะ100ကျော်အဲ့ဒီမှာတည်ဆုံးတယ်အရောက်ပေါင်း100ဆိုတာနဲ့တော့မဟုတ်ဘူးဆိုတော့အဲ့ဒီမှာတည်တယ်ဆိုတော့လက်နဲ့ခဲရအမြောက်စသည်ဖြင့်เนาะတော်တော်များများကိုနေပြီးတော့သူတို့တိုင်ပိုက်ရရှိတယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့နေပြည်တော်မှာဖြစ်ဖြစ်တဲ့အပြစ်ပြက်เนาะနေပြည်တော်မှာဘယ်လိုဖြစ်ဖြစ်လဲဆိုလို့ရှိရင်တော့ဥတ္တရပြည်ရိเนาะမြို့နယ်မှာဆိုလို့ရှိရင်တော့ဒီကပ္ပစာစစ်တုံးကပုံမူဖြူမင်းကျော်เนาะအဲ့ဒီမှာတက်ချက်ဇော်နိုင်ဆိုတဲ့လူနောက်တစ်ခုကရဲဒူးတက်ချက်ရဲတယောက်လည်းပါတော့เนาะအဲ့ဒီမှာထွန်းပြစ်စုံဆိုတဲ့လူတွေက သူတို့ကနေပြီးတော့အဲ့ဒီမှာထွက်လာတယ်ထွက်လာတဲ့ခါကျတော့အဲ့ဒီမှာဒေါ်လာရဲ့အဖွဲတွေက PLA ကနေပြီးတော့အဲ့ဒီမှာဖမ်းဆီးလိုက်တယ်ဖမ်းဆီးလိုက်တဲ့ခါကျတော့အဲ့ဒီ၃ယောက်အပြင်သိန်းပေါင်း block ပါလေဆိုလို့ချင်းသိန်းပေါင်း200နော်သိန်းပေါင်း200ပါတယ်နော်သူတို့နေအတူအစ်ပြတော့ဒီကပ္ပဆာကထွက်လာတယ်ဆိုတော့ကပ္ပဆာဆေး၃ကထွက်လာတယ်ဆိုတော့အစ်ပြတော့ဒီကပ္ပဆာမှာ၃ကိုအတွက်အသုံးစေးတွေပါတယ်အဲ့ဒီလက်နေပစ္စည်းထုတ်လို့မှဝယ်မဲ့မဆက်လို့လည်းဖြစ်နိုင်တယ်ဆိုတော့သိန်းပေါင်း200ပါတယ်သူတို့စီမှာဆိုတော့သူတို့ကိုဖမ်းမိတယ်ဖမ်းမိတဲ့ခါကျတော့သူတို့ကိုဖမ်းပြီးတော့ ဲ့လိုမျိုးသွားတဲ့ခါကျတော့သူတို့ပြန်ပြီးတော့အတေးကနေပြီးတော့ပြစ်ခတ်တယ်ပြစ်ခတ်တဲ့ခါကျတော့အဲ့ဒီ၃ယောက်စလုံးကတေဆုံးသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကနေပြီးတော့မှဖြစ်ပျက်တဲ့အဖြစ်အပျက်ဖြစ်တယ်ဆိုတော့ဒီအချင်းရာကိုချစ်ချစ်အားဖြင့်နေပြီးတော့ဥက္ကရာတိမြို့နေမှာဖြစ်ပျက်တဲ့အဖြစ်အပျက် ဖြစ်တဲ့ခါကျတော့เนาะဒီပြည်သူဟာဆိုလို့ရှိရင်เนาะစကားစကောတော်တော်ကိုချင်းချောက်ထားနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဒီနေရာမှာဆိုတော့တကယ့်နေပြည်သူဟာဆိုလို့ရှိရင်မြင်းကလေးတန်းချောက်ဒီစကားစရဲ့အဆောက်အဦတွေတော်တော်ကိုပြည့်စည်သွားတယ်ဒီနေ့ရမှာဆိုလို့ရှိရင်တော့တကယ့်တန်းဝင်ဆောက်လို့ရှိရင်နေပြည်သူမှာဘာလို့ခုမှမရှိတော့ဘူးเนาะဒီမှာအခွန်ပဲကျန်တော့တယ်ဒီလိုရတဲ့ကမြေအောက်လိုင်းခေါင်းလို့ပါလို့ဆိုတော့အကုန်လုံးပြည့်စည်သွားမှာပဲဆိုတော့6အင်တန်းလို့ပါလို့ဆိုလို့ရှိရင်လည်းလုံးဝတော့ပြည့်စည်မှုလည်းရှိတယ်ဆိုတော့ဒီဝထိုင်းအင်ယာတွေတောင်မှဒီ300ကျော်ကလုံးဝလုံးလုံးလုံးမရတော့အဲ့ဒီမှာသူတို့ ဆက်ပြီးတော့လူတွေနေလို့မရတော့ဘူးနော်ဝန်ထမ်းအရာတွေ800ကျော်လောက်ရှိတယ်အစိုးရရဲ့အဆောက်အဦတွေတော်တော်တော့ဘာလို့စသည်ဖြစ်ပေါ့နော်အလုံးမျိုးခါတွေက1000ကျော်ရှိတယ်ဆိုတော့အဲ့ဒီမှာဘာတစ်ခုမှမပြည့်စုံတာမရှိဘူးနောက်နေနေပပကလွဲလို့ နော်တချို့ဟာတွေကလုံးဝလူတွေနေလို့မရတော့ဘူးဆိုတော့အဲ့ဒီနေရာတွေမှာမအားလာလဲအကုန်လုံးမြေခွဲတွေချမယ်ချပြီးတော့တခါမြို့အစ်စ်ကိုပြန်တည်ဖို့အတွက်သူတို့ဆက်ပြီးတော့လုပ်နေတယ်ဆိုတော့အခုဖြစ်ပြတဲ့ဟာကနေပြီးတော့မှဖြစ်ပြတာဆိုတော့ဒါထူးဆန်းမှုတွေရှိတယ်ဒီတည်င်းကဆိုတော့နေပြီးတော့ကို direct change မှုတွေရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေရာမှာမှတ်ထားမှဖြစ်တယ်ဆိုတော့ဒီအကြောင်းအရာနဲ့ဆက်ဆက်ပြီးတော့ဒီ ဇုံဝင်ရလည်းပြောထားတဲ့ဟာရှိတယ်เนาะဆိုတော့အဲ့ဒါကိုကျွန်တော်တို့နောက်မှာကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ချင်း sky เนาะကလေးတောင်ပိုင်းမှာဆိုလို့ရှိရင်တော့ဒီ view sort ts ခန်းငါစခန်းကားခုကိုနေပြီးတော့ dollar ရောက်ဖွဲ့တွေကတင်းတယ်တင်းတဲ့အခါကျတော့အဲ့ဒီမှာ view စစ်သားအလုံးစုစုပေါင်း50 50တည်တယ် ဆိုတော့ရောက်ပေါင်း50တည်တယ်စခန်းပေါင်း9ခုတစ်ခုကိုအဒီပြာ၁၀ရောက်နှုန်းနဲ့သိတယ်နော်သိတယ်အဒီမှာလက်တက်ခေရနေလဲအမြောက်များကျွန်တော်တို့တည်င်းတက်ပုံတွေတွေ့ရမှာဖြစ်တယ်နောက်တစ်ခုက Granny Pin ဘောလခေမျိုးနေမှာရှိတဲ့ Womland ဆိုတဲ့စခန်းကိုနေပြီးတော့ဒီဘက်ကတော်လိုင်းရဖိုးတွေကတင်ပိုက်တယ်အဒီမှာစက္ကစအလောင်း၄လောင်းကိုရရှိတယ်လင်းနဲ့ ခရရန်တွေလည်းအများကြီးရရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့နောက်တစ်ခုကပါလို့ဆိုလို့ရှိရင်တော့ဒီနေ့မှာအတင်းမီဒီယာလော့ကမှာတကယ်ဟိုလင်းတစ်ကျော်ဖြစ်တဲ့အကြောင်းအရာတစ်ခုဖြစ်တယ်။တော့အတားကပါလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ vertical လို့ကျွန်တော်တို့အများဆုံးသိတဲ့ imputer ပေါ့နော်။တော်လေးပြန်တော့သမန္တရဲ့ imputer ဆိုတော့အဲ့ဒီ vertical လို့ကျွန်တော်တို့ပြောတဲ့အခါမှာကျွန်တော်တို့ principle နော်ပုံရဟမင်းကြီး principle ဒီပါတာရဲ့ခရရရဲ့ဒါလောကမှာဆိုလို့ရှိရင်တော့တကယ်ပါတာရဲ့ကောင်းဆောင်အထက်အမြတ်လူတွေတိတိတဲ့နော်ဒီအစိုးရ မာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီသမတတယောက်လိုပဲသူလည်းဘာသာရေးကောင်းဆုံးမှာဆိုလို့ရှိရင်သမတပဲသူတို့ကသူ့ဟာသူသူတိုင်းပြည်မှာသူအစိုးရနဲ့သူရှိတယ်သူလက်ထက်ကိုင်တဲ့သူပဲသူလည်းအဲ့ဒီနေမှာဆိုလို့ရှိရင်တော့သူကတော့ဘရင်ပဲအဲ့ဒီပြတော့ main တပါပဲเนาะ main တပါပဲ2019ခုနှစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံကိုတော်အောင်ဆက်စုကြည်နေတဲ့ကျွန်တော်တို့တွေ့ခဲ့ပူတယ်เนาะမြန်မာနိုင်ငံကိုလည်းလာရောက်လေပတ်ခဲ့ပူတယ်ဆိုတော့ဒီခရီးရန်လောကမှာဆိုရင်တော့သူထက်ကြီးတယ်လို့မရှိဘူးเนาะသူကတော့သမတတယောက်ပဲเนาะအဲ့ဒီပြတော့ဒီခရီးရန်တွေရဲ့ ခရင်ဘာသာထိမှဆိုလို့ရှိရင်တော့သမထပေါ့နော်သမထဆိုတော့သူကတော့အသက်80နှစ်ရှိနေရှိပြီဆိုတော့မနေ့ကပဲသူတို့ Easter Sunday Crypto ရဲ့ Champion ထမြောက်တဲ့ပုံပြတဲ့နော် season လေးတွေကျွန်တော်တို့လုပ်တဲ့အမှတ်ရတဲ့ season လေးတွေလုပ်တဲ့အဲ့ဒီမှာသူက Vatican နန်းတော်ကထွက်ပြီးတော့သူတရားဟောတယ်နော်အဲ့ဒီမှာစူတောင်းဝယ်ပြမှုတွေသူတို့လုပ်တယ်လုပ်ပြီးတော့ဒီနေ့မနေ့ပိုင်း9နာရီကျော်မှာပဲသူက ်ဆုံးသွားပြီဆိုတဲ့ဟာကဗက်တီကန်ကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရတယ်ဆိုတော့ဒီတတိယတော့တတိယမီဒီယာလောကမှာပြည့်ပြည့်စုံအောင်ဖော်ပြထားတဲ့အကြောင်းအရာတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့သူ့အသက်ကတော့80နဲ့80နှစ်88နှစ်ဆိုတော့လည်းတတော်ကိုအသက်ကတော့ရပြီပေါ့အသက်ရပြီဆိုတော့လည်းကျွန်တော်တို့လူတိုင်းကသွားမယ်လမ်းကအဲ့ဒီဒလမ်းပဲရှိတယ်ဆိုတော့ဘယ်သူမှထွက်ပြေးလို့မရတဲ့လမ်းဒလမ်းပေါ့နော်အဲ့ဒီလမ်းကနေပြီးတော့ကျွန်တော်တို့လူတိုင်းကသွားမှာဖြစ်တယ်ဆိုတော့နော်အဲ့ဒီတတိယကလည်းကျွန်တော်တို့တတိယမီဒီယာလောကမှာနှုတ်ထားတဲ့တတိယတပုတ်အနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီမအလာဆိုလို့ရှိရင်စကိုင်း နောက်ပြန်လဲထူထောင်ဖို့ဒီမင်္ဂလာလုပ်တဲ့ခါကျတော့စကိုင်းမင်္ဂလာကျော်ရဲ့နောက်တစ်ခုကဒီမန္တလေးနေပြီးတော့စသဖြင့်ဒီနေရာတွေမှာတော်တော်ကိုထိခိုက်မှုတွေရှိတယ်ဆိုတော့နိုင်ငံခြားကလည်းတော်တော်ကိုအမှားအဆတွေသူတို့ပေးတယ်နော်ပေးတဲ့ခါကျတော့အခုဒီနေ့တည်င်းတက်လာတာကနော်အခုစကိုင်းကိုနေပြီးတော့ 50 billion เนาะ billion ပေါင်း50ပေးတယ်မန္တလေးကိုကျတော့ billion ပေါင်း60เนาะပြန်လေတူထုံပေါ်အတွက်ပြန်လေပေးအပ်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ရတယ်ဆိုတော့တတိယမီဒီယာလောကခေတ်မှာဆိုတော့เนาะအဲ့လိုမျိုးကျွန်တော်တို့ကြည့်ကြည့်ပြပြကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အဲ့တော့တတိယကောင်းပဲเนาะဘလို့ပဲဖြစ်ဖြစ်เนาะသူ့ထက်မှသူ့ထက်မှတော့အများကြီးရမှာပေါ့နိပြီတော့တော့ billion ပေါင်းရနေချီပြီးတော့ရအောင်ရနေတာပေါ့เนาะဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ sky မှာတော့ billion 50ရတယ်မန္တလေးမှာကတော့ကျွန်တော်တို့ billion 60ရတယ်เนาะမာလာကပေးအပ်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ရတယ် နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီစိုးဝင်းနောက်တစ်ခုကချုပ်စိုးဝင်းသူစိုးရင်တဲ့အကြောင်းတော့စိုးရင်တဲ့အကြောင်းပြောတဲ့အကြောင်းပဲဖြစ်တယ်ဆိုတော့အဲ့ဒါကအခုနောက်ကနေပြတော့မှာတန်းခါရတဲ့ဟာတွေနဲ့ကျွန်တော်တို့ဆက်ဆက်လို့ရှိရင်တော့ဒီစိုးဝင်းပြောတဲ့နော်စိုးရင်မှုဟာဆိုလို့ရှိရင်ဘလောက်ထိဖြစ်လာလဲဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီဒူးချုပ်ကဘာပြောလဲဆိုလို့ရှိရင်နော်မင်းကလေးလှုပ်တဲ့ကြောင့်ကျွန်တော်တို့ကဒီပြန်လေထူထောင်ရေးတွေကိုလှုပ်တာလဲလှုပ်ပေါ့နော် PDF တွေကနားဆင်းပါမယ်အဲ့ဒီပြတော့ PDF တွေအဲ့ဒီမှာပြန်ချိန်ပြီးတော့ရောက်နေပြီဆိုတဲ့ဟာကိုတော့သူတို့သိတယ်ဆိုတော့အဲ့ဒီအကြောင်းအရာကခုနကအဖန်ခံရတဲ့လူတွေကိုပဲချိန်လိုက်လေဥတ္တရတိလေးမျိုးတွေမှာဖန်ခံရတဲ့နေပြီးတော့မှတကယ်လုံချုံလေးထူထပ်တဲ့နေရာတွေမှာဆိုတော့သူတို့အဲ့ဒီနေရာတွေတော့မှဖမ်းနိုင်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီမှာ PDF တွေအများကြီး တော့ပြန်ကြည့်ပြီးတော့ရောက်နေပြီဆိုတာကိုတော့သူတို့သိနေပြီလေသိနေတဲ့ခါကျတော့အခုစိုးဝင်ကတော့ပြောတယ်မင်းကလေးရဲ့ဒီဒီထောင်ရည်တွေကိုနော်ပြန်လဲထူထောင်ရည်တွေကိုပြန်လုပ်လဲလုပ်ပေါ့နာမည် PDF တော့လဲနားဆုံးတော့နေရမယ်ဆိုတော့ PDF တွေအရဆိုလို့ရှိရင်တော့အခုနေပြီတော့အထီတောင်မှချင်းချောက်လာပြီဆိုတော့အဲ့ဒါစိုးဝင်ကိုလည်းပြောတာနော်ဆိုတော့အဲ့လိုမျိုးချင်းချောက်လာပြီပြီးလို့ရှိရင်တော့သူ့ရဲ့ in အားဟာလည်းတစတဲ့တစတစတဲ့တစကြီးထွားလာတယ်ဆိုတော့သူဝန်ခံတယ်ပြီးလို့ရှိရင်တော့ EAO တွေရဲ့မြောက်ပင်မှုကြောင့်ဆိုပြီးတော့လည်းသူပြောတာတွေ့ရတယ်ဆိုတော့တကယ်တမ်းသူတို့ကဝင်လာပြီဆိုလို့ရှိရင်တော့သူတို့ကိုရဲရဲတိုက်ရမယ်အဲကျွန်တော်တို့ရဲရဲချေမှုရမယ်ဆိုတဲ့ဟာကိုတော့ဒီစိုးဝင်းကနေပြီးတော့ပြောလိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်เนาะအဲဒီမှာကျွန်တော်တို့ဒီအချင်းရကိုချစ်ချစ်အားဖြင့်เนาะကျွန်တော်တို့ခုနကဖန်ခံရတဲ့ လူတွေကိုပဲချစ်လိုက်နော်ဖန်ခံတဲ့လူတွေပဲချစ်လိုက်ဆိုတော့အတားကြောင့်ဒီစိုးရင်ကလည်းဒီလိုမျိုးထုတ်ဖော်ပြီးတော့ပြောတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာသုံးထားတာက EOO တွေမျှော်ပင့်ထားတဲ့အကြောင်းသူတို့အင်အားတွေတော်တော်ကြီးလာပြီအခုနှစ်ပြည်တော်မှာစိတ်ဝင်လာပြီနော်စိတ်ဝင်လာပြီတကယ်တမ်းအဲ့ဒီနေရာမှာကိုယ့်ကိုဖမ်းသွားတယ်ဆိုလို့ရှိရင်ဘသူမှကိမ်းမှာမဟုတ်ဘူးဆိုတဲ့ဟာကိုလေသူထည့်ပြီးတော့ပြောတော့တယ်အဲ့ဒီပြရတော့သူတို့ဒီ PDF လက်ထက်မှာရောက်လို့ရှိရင်ကိုယ့်ဟာကိုဖြည့်ရှင်းမယ်ဘသူမှကိုမှမဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့တည်င်းထူဆန်းမှုတစ်ခုရှိတယ်နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ AA เนาะ AA เนี่ย CNF ကိုနေပြီးတော့အမေရိကန်ရဲ့ကြောထောက်နောက်ခံပေးထားတဲ့ဒီဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့အဲ့ဒီမှာဒီသူရဲ့ဘင်္ဂလားဒေ့ရှ်ရဲ့လက်နက်ကန်ဒီအစိုးရရဲ့နောက်ပါဆိုလို့ရှိရင်ကျွန်တော်တို့ USA ရှိတယ်နော် USA ရှိတယ်အဲ့ဒီကနေပြီးတော့ဘင်္ဂလားဒေ့ရှ်အစိုးရကနေပြီးတော့ဒီ AA နဲ့ CNF ကိုနေပြီးတော့ထောက်ပံ့တယ်နော်ထောက်ပံ့တယ်ကိုကြီးတက်ခိုင်မှုတွေကိုထောက်ပံ့တယ် ဆိုတဲ့ဟာကိုဒီတည်င်းကအိန္ဒိယကဖော်ပြထားတာဖြစ်တယ်เนาะအိန္ဒိယရဲ့တည်င်းဌာနတစ်ခုမှာဖော်ပြထားတယ်အဲ့ဒါကအမေရိကကနေပြီးတော့ဒီဘင်္ဂလားဒေ့ရှ်အစိုးရကိုထောက်ပံ့တယ်เนาะဘင်္ဂလားဒေ့ရှ်အစိုးရကနေပြီးတော့တဆင့်เนาะဒီဖက်မှာ AA နဲ့ CNF เนาะသူတို့ကနေပြီးတော့ထောက်ပံ့ပေးတယ်ဒီမအလာကိုတိုက်ဖို့အတွက်ထောက်ပံ့ပေးတယ်เนาะကိုညီပေးတယ်เนาะအလုံးမျိုးတင်းကနေပြီးတော့အိန္ဒိယကထောက်ပြန်တာဖြစ်တယ်ဆိုတော့အဲ့ဒီမှာ CNF ကအကြည့်ကတယောက်ကိုကျွန်တော်တို့မေးတဲ့အခါကျတော့ ဲ့ဒါကိုဘယ်သူမှပြောနိုင်တာမရှိဘူးရကုန်လေရနိုင်တယ်မရလည်းမရဘူးဒါပေမဲ့သူတို့တရားဝင်ထုတ်ထားတာမရှိဘူး ဆိုတဲ့ဟာကိုတော့သူတို့ညင်းထားတာတွေ့ရတယ်ဆိုတော့ဒီတတိယလည်းကျွန်တော်တို့အိန္ဒိယရဲ့တည်င်းဌာနတစ်ခုကပေါ်ပြထားတဲ့အကြောင်းအရာဖြစ်တဲ့ခါကျတော့เนาะကျွန်တော်တို့မှန်ဖို့များနေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်တကယ်တမ်းဒီ USA က AA နဲ့ CNF ကို top partner ဆိုလို့ရှိရင်တော့အဲ့ဒါကတော့ပွဲကတော့တော်တော်ချေလှပြီဆိုတော့အဓိကတော့ကြောက်ဖြူပေါ့နော်ကြောက်ဖြူမှာဆိုလို့ရှိရင်တော့အခု AA ကနေပြီးတော့တင်ပိုက်ထားတာတော်တော်ကိုတင်ပိုက်ထားပြီ eliminate မြေအများစုကိုသူတို့တင်ပိုက်လိုက်ပြီဆိုတော့အဲ့ဒီမှာမြို့ပဲကျန်တော့တယ်နော်အဲ့ဒီမြို့ကိုနေပြီးတော့အခု one pipe ဆိုပြီးတော့နော်အဲ့ဒီမှာသူတို့တင်ဖို့အတွက် ငါဒီရေနံစောင့်ကြည့်ရဲ့အဖွဲ့ကနေပြီးတော့ထုတ်ပြန်လိုက်တကယ်တော့မြို့ကိုတက်ပြီးတော့သိမ့်နေပြီသိမ့်နေပြီရေကသိမ့်နေပြီဆိုတဲ့ဟာကိုဒီရေနံသဘောအတိုင်းဝဲထင်းကျောင်းရဲ့အဖွဲ့ကနေပြီးတော့ထုတ်ပြန်တာဖြစ်တယ်ဆိုတော့ဒီတတိယတော့တကယ်တတိယချင်းနေလဲကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ April 22ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဒီ